အားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ပတ်လုံးက solar system အသုံးပြုကြောင်းကိုမိတ်ဆက်ပေးပြီးဆိုတော့ဒီနေ့မှာတော့ on-grid solar system ဆိုတာဘာလဲသူကဘယ်လိုလုပ်လဲဆိုတာကိုရှင်းပြပေးသွားမှာပါ on-grid solar system ဆိုတာ solar တက်စင်ပြီးတော့ EPC ဒါမှမဟုတ်မိဆက်ကနေမျက်စိဆိုင်လုံးဆွဲမှုကိုရှုတ်ချပေးရဲ solar စနစ်ပဲဖြစ်ပါတယ်ဒီစနစ်ရဲ့ဆိုလို့ရှိရင်လူကြီးမင်းတို့ရွေးချယ်တက်ရှင်လာတဲ့ solar capacity ပေါ်မူတည်ပြီးတော့ EPC ဒါမှမဟုတ်မိဆက်ကနေရက်စင်ဆိုရင်တုံးဆွဲမှုကိုဆောက်ချပြီးမှဖြစ်ပါတယ် ဒါဆိုဘယ်လိုသုံးရမလဲနေ့ရက်ချင်းနေရာကောင်းရင်ဆိုလာကနေထွက်တဲ့တွဲရင်ကိုအိမ်မှာအရင်ဆုံးသုံးမယ်လိုအပ်လာလို့ရှိရင်ဥပမာညနေပိုင်းဒါမှမဟုတ်ညချလို့ရှိရင် EPC ဒါမှမဟုတ်မီဆက်ကနေပြန်လည်သုံးပြမှာဖြစ်ပါတယ်ဒီတော့ onward solar system ရဲ့အဓိကအကျိုးကျေးဇူးကတော့ကိုတကယ်သုံးနေတဲ့ liquid ဆိုင်ပမာဏထဲပို့ထုတ်နေတဲ့ပါဝါကိုရှုတ်ချပေးနိုင်တာမို့လို့သွားသက်ခါဆောင်ရတဲ့ဒီကြပေးကိုလည်းပြပါစင်မှာဖြစ်ပါတယ် ဒါပေမဲ့လည်း EBC ဒါမှမဟုတ်ညစ်ဆက်ကနေညစ်ဆက်ဆိုရင်ရရှိနိုင်လို့ဆိုလို့ရှိရင် on grid solar system ကိုအသုံးမပြုနိုင်ပါဘူးဒီညစ်ဆက်ကတော့ဒီလောက်ပါပဲနောက်ပတ်ကျလို့ရှိရင် solar system အသုံးပြုရမှာ on grid solar system လေးကိုမိတ်ဆက်ပြီးမှရှင်းလို့ဆက်မကြည့်ရှိဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်